ကင်းပြည်နယ်အတွင်းလိုင်စင်မဲ့ဆိုင်ကယ်မော်တော်ယာဉ်တွေနဲ့ဖမ်းဆီးနေတာကြောင့်ခြေလက်နေပြည်သူတွေဟာကျန်းမာရေးစီးပွားရေးအပြင်လမ်းမဆက်သွယ်ရေးမှာပါအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့မြို့မိမြို့ဖားတွေကပြောပါတယ်ဒီသတင်းကိုအောင်ခံပေးဖို့ထားပါတယ်ရှင်မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်းစီဖွဲ့ရဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာစစ်ကောင်းဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းနေတာတွေကိုဗော်ဒုတ်ဖမ်းဆီးဖို့ညွှန်ကြားခဲ့ပါတယ် ဒါကြောင့်ဂျွန်လာတရနေ့ကစတင်ပြီးကင်ဗီနယ်အတွင်းလိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေဖမ်းဆီးခဲ့ပါတယ်။ဟုတ်ကဲ့မနီကဖမ်းလို့ပဲအဝဘူဝဟိုအပြင် မထွက်ရတော့ဖမ်းတမျိုးလုံးရတယ်၆ကောက်ပါပြီ။ကောင်းမှုဒီရောဒီရောလူတွေမှာကျောင်းမကြီးကိစ္စတို့စီကံလာတာတို့ဘာတို့ညာတို့ဒီဝယ်တို့ဘာတို့အကုန်လုံးကိုလိုပဒ်ကိုလိုရက်ကုန်တော့ဖိတာရွာလေးဖိတာများတော့ ပြိုးလာလာလေးဘူးဘီဘမ်ဒီနဲ့တက်လာလာလို့ပါလို့ဟိုသူလာမသက်တဲ့ချောစုမဖြစ်တော့လေအင်းရလိုမျိုးဟိုဇင်းနောရတက်တယ်လုတ်တင်ဝနောဒီဂျင်းဒီကောင်တိုင်းပြရတဲ့သူပြစ်တယ်နဲ့ပြစ်တယ်နဲ့ဘာဝဘီယာဖြစ်တာနဲ့ဒီကောင်ခါကြီးရောခါထပ်တွေ့လိုက်တော့ကောင်းကောင်းကိုရိုက်ခွေတာပတ်တီစီရတာကပတ်တီကခက်ရိုက်ချလိုက်လို့ဖြစ်နေတာပေါ့ နိုင်ငံမဲ့ယင်တွေဖန်းစည်းတာကြောင့်ဖန်းမျိုးစင်းသွားလာရမှာအရင်တက်စီကကျက်3000ကိုအခုကျက်6000ပေးရပြီးအိုးဝေယင်တွေဆိုကျက်1000ပေးရတယ်လို့မျိုးကန်တွေကပြောပါတယ်လက်ရှိမှာလည်းကွန်စီတင်ယင်တွေသွားလာမှုယုံနေလာတာကြောင့်ဖန်းမျိုးမှာထိုင်းနိုင်ငံတို့စားတောက်ကုန်တွေဟာတစ်မျိုးကိုကျက်900ကနေကျက်1000အထိဈေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်ဒါအပြင်နိုင်ငံမဲ့ယင်တွေဖန်းစည်းနေတာကြောင့်ကျန်းမာရေးပညာရေးတွေမှာခက်ခဲနေတဲ့ရင်ဆိုင်တွေရတယ်လို့မျိုးကန်တွေကပြောပါတယ် ဖန်စီလိုက်တော့တောင်းရင်လာရင်လည်းခက်ခဲတယ်ပြီးရင်ချန်ဖက်တိနဲ့လေးတွေကမစားမြို့ကိုလာရောင်းလို့အစ်မပြီးတော့လေးဖက်ဆိုင်ဥစားဆိုင်ကလေးကားလေးဖန်တော့အစ်မပြီးတော့ဝဲလို့ပြချင်တယ်စကုံသေးနှုံးနေမှာတက်တယ်ပေါ့နော်ကျမရေးတဲ့ပညာရေးရဲ့အတွက်ဆိုတော်တော်လေးခက်ခဲတာပေါ့နော်ကျမရေးဆိုလည်းတော်တော်ကြီးကိုတော်ရုံတန်ရုံဆိုစီကန်းနေစီယုံနေ လာပြမှုအဆင်မပြေတော့ဘူးအရင်တော့ဆိုလူနာလေးဆိုအများကြီးပဲစီယုံစီကန်းမှာဆိုလာပြနိုင်တယ်ပေါ့နော်အခုကကားလေးဆိုင်ကယ်လေးအခက်ခဲတွေကြောင့်မလို့ လာပြလို့မနိုင်ကြတော့ဘူးเนาะအဝေးကလူရဲဝေးရဲလူတွေဆိုရင်လာပြလို့မနိုင်တော့ဘူးဆင်းရဲသားတွေဆိုတာကာကာရင်မနေဘူးပြီးနေရတော့ကျမကြီးအတွက်လည်းထက်ခဲတာပေါ့เนาะကျမကြီးကူတာဖို့အတွက်နောက်ចောင်းကျူးចောင်းဘူးကမစကလေးတွေမှာမူရင်းဖြစ်ပြန်ဆိုတော့ចောင်းကိုចောင်းကျူးကမကြအစ်မပြေတော့ဘူးเนาะ မြန်မာထိုင်းနယ်စပ်မြောက်ပြည်မြို့ကတဆင်မော်တော်နိုင်ငံလုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်လေးနဲ့ဂုံစီတွေဝင်ရောက်ဖို့လက်နက်ကင်ဖွဲ့စည်းပြီးဌာနဆိုင်ရာတွေကိုငွေကြေးပေးဆောင်ပြီးအဓိကတင်သွင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ညပိုင်းကစပြီးဖမ်းရမြို့မှာထိုင်းနိုင်ငံလုံးဂုံစီတွေတင်ဆောင်လာတဲ့ဂုံတင်ရင်362စီးကိုမော်လမြိုင်ခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုမိတ်နဲ့ဖမ်းဆီးခဲ့ပါတယ်။ ဖန်စီခံထားရတဲ့ကုန်တင်362စီးတဲ့ကတရားဝင်ကုန်စည်တင်ဆောင်လာတာဟုတ်မဟုတ်ပြီးနေကောက်ကုန်ဦးစီးဌာနကစစ်ဆေးခဲ့တယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါ